1569ခုနှစ်တောင်ငူအင်ပါယာပြိုကွဲသွားပြီးတော့နှစ်နှစ်ကြာတဲ့အခါရင်းတော်မင်းကြီးရဲ့ဤဝမ်ကွဲတောင်ကူဘင်းမင်းရဲ့တီဟာသူနဲ့ရခိုင်ဘင်းမင်းဟာစာကြီးတို့ပေါင်းပြီးဟန်တာဝရီကိုထိုက်ထိုက်ဖျက်ဆီးမိတင်ရှုခဲ့ကြတယ်။ဆီရှုံနနာဘင်းကိုတောင်ကူကိုဖမ်းခေါ်သွားပြီးတော့ရင်းတော်မင်းတရားကြီးရဲ့စင်ချူတော်နဲ့နနာဘင်းရဲ့တမီးတော်ရှင်ခင်ပေါင်းနဲ့သနာဝေစုတို့ တခိုင်ပင်မြေဆာကြီးကယူဆောင်ပြီးတော့မြောက်ဦးကို ပြန်သွားခဲ့တယ်။မူတော်ထန်းတူဖြစ်တဲ့ပေါ်တူဂီလူမျိုးဖီလစ်ဒီပရီတိုကိုဇင်ဂါကူရွှေတိုက်စုဖွဲ့ပြည့်ပြီးတော့တန်လင်းအကောက်ခွန်ရုံးမှာအဆောင်ထားခဲ့တယ်။အကြာခင်ဇင်ဂါကူမြမအခေါ်ငစင်ဂါဟာတန်လင်းမျိုးကိုအရမတည်ယူခဲ့တယ်။အိန္ဒိယကိုဝါမျိုးမှာရှိတဲ့ပေါ်တူဂီဘေငံကျောက်စီမှာ တစ္ဆာခံပြီးတော့တန်လျုံကိုတွေ့ရခဲ့။ပဲခူးနိုင်စစ်သူကြီးအဖြစ်ဘီရင်ခံကလည်းတူမနဲ့လက်ဆက်ပေးခဲ့တယ်။မြမာရီစီကသူ့ရထားတဲ့ရှုပ်ငွေရတနာပစ္စည်းတွေကို ရောင်းချပြီးတော့တန်လျင်ကိုတင်မော6ဆင်းနဲ့ဂျီစာပေါ်တူဂီလက်နဲ့အင်အားဖြည့်ခဲ့တယ်။စိတ်ကမ်းမျိုးတန်လင်ကနေဒိုင်းပြည်လုံးရဲ့ပုံသဏ္ဍာန်ရောင်းမှုကို စင်ကာရဲ့အန္တရာယ်ကို မြင်လာတဲ့အတွက်ရခိုင်နဲ့မြန်မာတို့ပူးပေါင်းပြီးတော့1603ခုနှစ်မှာတန်လင်းကို တိုက်ခဲ့တယ်။ပေါ်တူဂီတို့ရဲ့လက်နက်အင်အားတာမှုကြောင့်စစ်ရှုံးပြီးရခိုင်အင်ရှေ့ဆန်မင်းခမောင်အဖမ်းခံခဲ့ရတယ်။သူရဲ့နှထင်ရောက်နေတဲ့ငစင်ကာဟာမြမတပြေလုံးကိုတိမ့်ပိုက်ဖို့အတွက်ဖရာဇေဒီပထိုးဒီမှာရှိတဲ့ခြေခေါင်းလောင်းမှန်သမျှကို အမြောက်လက်နဲ့တွန်းလှုပ်ဖို့အတွက်တိမ့်ယူခဲ့တယ် ဇလေးရာစုနှစ်ကတွင်းလုတ်ခဲ့တဲ့ကမ္ဘာအကြီးဆုံးမက်ဆီဒီခေါလုံးကြီးကိုရွှေကုံဖျားရင်မြင်တော်ပေါ်မှာရေချောင်းခီးဖြင့်တဲဆောင်သွားစဉ်လန်ခီနိုင်လျှောက်ခဲ့ရတယ်။ဘင်းကြီးဘာသာကိုအတင်းအကျပ်ကူးပြောင်းစေခဲ့ပြီးမြမတပေလုံးကိုတိမ့်ပိုက်ဖို့အစင်ကာရဲ့အကြံဟာハハ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 